ာဘုတ်အနာဂတ်မှာရင်ဆိုင်ရမယ့်တေခြင်းတရားတေခြင်းတရားရဲ့ရှေ့အနာလေးမှာအများစုတွေ့ကြတဲ့နာခြင်းတရားအဲ့ဒီတေခြင်းတရားနဲ့နာခြင်းတရားအတွေးလိုက်လေဘုံဘုံမှတ်စေခြင်းဘလောက်ကံကောင်းနေပြောပြောတေဂာနီးတော့အနည်းဆုံးတော့နာကြရတာပဲအများစုကတော့မတေခင်ကိုပဲခဏခဏနာကြရတယ်အဲ့ဒီနာခြင်းတေခြင်းနဲ့တွေ့လာလို့ရှိရင်ငါဟာငါစိတ်ကိုချမ်းသာနိုင်တဲ့အရည်အသွေးရှိသလားဒါကိုစဉ်းစားရမယ်ရသော်ဖရာတော့ဟောတယ်ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ် ဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလားကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနာလေနော်ယောဂဖြစ်တာကိုနာတာပေါ့နော်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်တည်းကနော်စိုးရိမ်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုံဘုံတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင် နေတတ်တဲ့အကြီးအသေးရလဲပြပြဝါဝါ မရှိသေးဘူးဟောပြောပြောရရင်ကို့မှာလှုပ်เสียရတယ်အရေးပါတယ်လှုပ်เสียရတယ်တို့လိုတန်းလန်းနေပေါ့နော်ဒါနာခြင်းကိုယင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒါလိုပဲတည်တော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်းယင်မဆိုင်နိုင်သေးတယ်ဘာဖြစ်လို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေတယ်ဘာဖြစ်လို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘလို့လို့ဘုံဘုံတို့မှမှန်မှန်ကန်ကန်မသိသေးဘူးတစ္ဆာလေးပါးကိုပြိဝေဒဆိုင်အောင်မသိသေးဘူး မသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်တယ်ပေါ့